လိုင်းလီရွှေဆိုင်လိုအစင်တဲမခွဲပဲနဲ့တွင်ရာသူ့ဒီသားမှာဝင်စားတဲ့ဇွဲတဲ့ရွှေဆိုင်မိသားစု နေမြညာပြောင်းနေအရာအလုံးမတိမဲအကြောင်းယခုဖြစ်ပျက်သွားတဲ့ငလင်ဘေးကနေလူအများကတန်ဝင်ကားရှာနေပြီဖြစ်ပါရည်ရှိရသူလဲတခနာလေးနဲ့လမ်းဘေးလျှောက်ကအလူရှင်လာမထမင်းစားတဲ့ဘဝဖြစ်သွားကြသလိုမရှိရသူတွေကလည်းရွှေတို့ကောက်ရရင်ဘဝပြေလည်သွားကြတဲ့သူတွေလည်းရှိပါရည်အခုလိုမျိုးပြောင်းလဲမြန်တဲ့ခေတ်ကြီးမှာစိတ်ကောင်းစေတနာချပြီးတော့လူချစ်ချင်းမြတ်တာမြဝေကအကူကြီးပံ့ပိုးသွားကြမှာပဲဖြစ်ပါရည်ငလင်ဘွေးတွေနဲ့တတင်းထဲမှာအလက်တလုံးနမည်ကြီးတွေတဲ့ဇဲတဲ့စင်ရွှေနာဆိုင်တတင်းမိသားစုကတော့လူတွေရဲ့ချီးကျူးခြင်းကိုခံနေရတာပဲ ဖြစ်ပါရည်ဇဲတဲ့ရွှေဆိုင်ကတော့မြန်မာပြည်မှာနာမည်ကြီးတဲ့ရွှေဆိုင်နေတဲ့ကတခုဖြစ်ပါရည်အနုပညာရှင်ပေါင်းများစွာနဲ့ဆယ်လီပေါင်းများစွာကိုမြေတော်မြောက်ကအလုတူတူတွဲလုံးနေတဲ့ရွှေဆိုင်တခုဖြစ်ပြီးမြန်မာပြည်နဲ့ဆိုင်ကွဲပေါင်းများစွာနဲ့ပိုင်ဆိုင်မှုများစွာရှိတဲ့ရွှေဆိုင်လုပ်ငန်းကြီးဖြစ်ပါရည်အခုလိုမျိုးကွန်ရက်ကြီးတခုနဲ့ကြီးကြီးတဲ့ချမ်းသာတဲ့ရွှေဆိုင်မိသားစုကြီးကိုလူတွေကကိန်းကြီးခန်းကြီးနိုင်မယ်လို့ထင်ခဲ့ကြတာဖြစ်ပါရည် ပိုင်ရှင်ဖြစ်သူကလည်းဘယ်တော့မှလူပုံလေးမှာတေချာမထွက်ပြခဲ့တဲ့အတွက်ဟိတ်ရန်နဲ့ပါဝါကြီးတဲ့သူတွေဖြစ်မယ်လို့ထင်ခဲ့ကြတာပဲဖြစ်ပါတယ်။ဒါပေမဲ့အမှန်တကယ်လက်တွေ့မှာတော့ဇွဲတဲ့ရွှေဆိုင်ရဲ့ပိုင်ရှင်ဟာအများထင်သလိုရူရင်းစားခွဲခြားတဲ့သူမဟုတ်ပါဘူး။ ငလင်ပေးအတွက်ကိုရင်ကိုကြလူတန်းမှုတွေပြုလုပ်ပြီးတွေ့ရရှိသည့်သားလူမှာကျုံတလိုဝင်စားတဲ့အထိရိုးရိုးစင်းစင်းသာနေကြတဲ့သူတွေဖြစ်ပါရည်။ Street Da ဆိုတာကလူတန်းစားပေါင်းစုံနဲ့အလွာပေါင်းစုံလူမျိုးပေါင်းစုံကလူတွေဝင်ရောက်စားသောက်ကြတဲ့နေရာဖြစ်ပါရည်။ဇွဲတက်တို့လိုတထည်တွေအတွက်မန်ဆက်တဲ့နေရာဖြစ်တယ်လို့ပြောရင်ကြားရတာတမျိုးဖြစ်လောက်ပေမဲ့တကယ်လေသူတို့လိုတထည်တွေကဝင်စားတာမရှိသလောက်နေပါရည်။ဒါကြောင့်လူသားချင်းစာနာပြီးတော့အလူတွေပြုလုပ်ခါလူချင်းချင်းမခွဲခြားဘဲနဲ့အားလုံးနဲ့တန်းတူ Street Da ဝင်စားတဲ့အတွက် လူတွေကဝမ်းသာပြီးတော့ချီချူစကားတွေဆိုနေကြတာပဲဖြစ်ပါရည်ပြီးခဲ့တဲ့လမှာဖြစ်ပျက်ခဲ့တဲ့လိုင်းလီတထေးမိသားစုရဲ့စင်တန်ခွဲခြားပုံတွေနေလဲနှိုင်းရှင်ပြီးတော့ပြောဆိုနေကြပါသေးတယ်ကိုဆိုင်တွေကြညာရိုက်ဖို့ငှားရမ်းထားတဲ့မိသားနဲ့မိန်းသမီးကိုထမင်းတူစားဖို့ဖိတ်ကြွေးပေးမယ်လေမိသားစုတွေကတော့ရှေ့ပကန်နဲ့စားကခြားသူတွေကိုတော့တာမန်ပကန်နဲ့ပဲစားတော့ဖို့အတွက်အိတ်ခန့်ကြတာပဲဖြစ်ပါရည်ဒါပြင်တရုတ်ဆောင်တွေဟာလည်း နေနေရရတွေမဟုတ်ဘဲနဲ့နေမဲ့ကြီးမင်းသားမင်းသမီးတွေဖြစ်ကြတဲ့နေထွန်းတဲ့စုပိသင်းတို့ပဲဖြစ်ပါရည်။ထမင်းစွဲမှာအနီးခက်လွန်းလို့ထမင်းတော်မှာမျိုးမကြတဲ့နေထွန်းရဲ့ပုံစံကြောင့်ဒီထမင်းဝိုင်းဟာဘလောက်ဒီအစင်တန်းခွဲခြားသလဲဆိုတာပြည်သက်တွေကသိခဲ့ကြတာပဲဖြစ်ပါရည်။အခုမှနေမဲ့ဆာရခါစားဖြစ်ပေမဲ့လေစိတ်ထဲနဲ့ပြုမှုတွေကအစင်တန်းခွဲခြားတဲ့တဲ့တွေလူအများကြီးအမုန်းကိုခံနေရတာဖြစ်ပါရည်။သူတို့တဲ့ချမ်းသာပြီးတော့ဆိုင်ခွဲပွဲများစွာရှိတဲ့ဇဲတဲ့ဆင်ရွှေနာဆိုင်ကတော့တကက်ပါချုပ်ကငလင်ပေးတွေအားတက်တယောကူညီပြီးတော့လူရင်းစားစုံနဲ့တူ စတူဒီသာပါဝင်စားနေကြတာဖြစ်ပါတယ်။တတိချင်းတူဟာတောင်မကပဲနေစီဝါရေးချင်းမှတူကြပေမယ့်စိတ်နေစိတ်သဘောထားမတူကြလို့လိုင်းလီရွှေဆိုင်တဲ့ဇွဲတဲ့ရွှေဆိုင်ကိုပဲနောက်တစ်ချိန်မှာအားပေးဖို့တိုက်တွန်းနေတဲ့လူတို့အမြင်နဲ့ပတ်သက်ပြီးပရိသတ်ကြီးရဲ့အမြင်လေးကိုလည်းကွန်မန့်မှာမျှဝေပေးခဲ့ပါအောင်ရှင်။အာဘိနာဆိုင်ခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်။နောက်နေ့ဒီမှာလည်းစေဝင်စားစရာကောင်းတဲ့ဆယ်လီနေနုပညာရှင်တွေရဲ့သတင်းနဲ့တူပြန်လာခဲ့ပါအောင်ရှင်။ အာဘိနာဆင်ခဲ့ကြတဲ့ပြည်သက်တရားချင်းစီတိုင်းကိုစိတ်နှလုံးရှင်လန်းချမ်းမြေ့ကြပါစေရှင်